ဖန်နီရဲ့ new skin နဲ့ကျွန်တော်တို့ Valentine Day skin ဗျာအဲ့ skin တစ်ခုမှာ basic ကအဖက်ပိုလာလဲဆိုတာ brother တို့ကျွန်တော်ပြပြပေးမယ်ဒီ skin ကတော့ Mobile Legend 6နှစ်ပြည့်မှာဗျာကျွန်တော်တို့ free ရမယ် Fanny ရဲ့ free skin လေးပဲဖြစ်ပါတယ် free skin တာပြောတာဗျာအဖက်ကတော်လေးကိုလှတဲ့အထဲမှာပါတယ် free skin ဆိုပေမဲ့တုံးထားတဲ့ fan လေးကတော်တော်မိုက်တယ်ဒါဆိုရင်တော့ Valentine Day skin ရဲ့ skin 1 fan လေးကိုတစ်ချက်လောက်ကြည့်ကြည့်လိုက်ကြဗျာ Valentine Day skin မှာတော့ကျွန်တော်တို့ skin 1 fan ကဗျာ trade room မပါဘူးကျွန်တော်တို့ဓာတ်မွေ့လိုက်တဲ့အချိန်မှာ left ဆိုတဲ့စာလေးပါလာတော့တွေ့ရတယ် brother တို့အမြင်ကရောဒီ Valentine Day skin နဲ့ free skin င်မှာစကေးဝန်းကိုဘယ်ဟာပို့ကြိုက်လဲနောက်တစ်ခုကတော့စကေးတူစကေးတူကိုကြည့်မယ်ဆိုရင်လည်းကျွန်တော်က free စကင်ရဲ့စကေးတူကိုပို့ပြီးတော့ကြိုက်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့စကေးတူသုံးလိုက်တဲ့အချိန်မှာ brother ကိုတခြားကြည့်လိုက်ကျွန်တော်တို့အပေါ်မှာအာမီလီထိုးမေးသလိုမျိုးဗျာအလင်းရောင်တန်းလေးကျလာတာကိုတွေ့ရမယ်နောက်တစ်မျိုးကတော့ဗလတိုင်းစကင်ရဲ့ကျွန်တော်တို့စကေးတူဗလတိုင်းစကင်ရဲ့စကေးတူကလည်းအရင်ကြီးမိုက်တဲ့ထဲမှာပါပဲမဲ့ အကြည့်လို့ကောင်းတယ်အဖက်လေးတွေလှတယ် brother အနေနဲ့ကရောဒီ skin တစ်ခုမှဆို best gate 2ကိုပို့ပြီးတော့ကြိုက်ကြလဲနောက်တစ်ခုကတော့ ultimate ultimate ကတော့ဗျာကျွန်တော် free skin ရဲ့ ultimate ကအတန်လေးပါတာကိုတတိထားမိတယ် brother အနေနဲ့တခြားလေးနှောင်းချင်ကြည့်ကြည့် brother နေ့စကင်မှာတစ်ချက်လောက်ကြည့်ရမယ်ဆိုရင်တော့ကျွန်တော်တို့ ultimate တောင်းလိုက်တဲ့ခါမှာဘာသမ်းမတော့မပါဘူးစကင်တွေကဗျာနှစ်ကောင်လုံးက skin effect တွေလည်းတော်တော်မိုက်တယ်နောက်တစ်ခုကကျွန်တော်တို့ free skin ဆိုပေမဲ့လုံးဝ effect တွေက မထင်သားလောက်အောင်ဒီကိုတော်တော်မိုက်တဲ့အထဲမှာပါတယ်ကျွန်တော်တို့ကြိုးဆွဲပြီးသွားမယ်ဆိုတော့တခြားစကင်တွေလို့ဗျာကျွန်တော်တို့၄မနေဘူးစကင်ကပေါ့ပေါ့လေးပဲဟိုနှစ်ကောင်လုံးอ่ะဗျာကျွန်တော်တို့စကင်သုံးလိုက်သုံးပြီးတော့ဆော့တဲ့ခါမှာစကင်ကပေါ့ပေါ့လေးပဲဗျာဆော့ရတာတိလာ brother ဒါကြောင့်မလို့ဒီ free စကင်ကိုဘယ်လိုရအောင်ယူရမလဲဆိုတော့ကျွန်တော်နောက်ဗီဒီယိုမှာထပ်ပြောပြပေးမယ် brother အနေနဲ့ကောဒီစကင်နှစ်ကောင်နဲ့ကဘယ်စကင်ကိုပို့ပြီးကြိုက်လဲဆိုတော့အောက်ကကောင်းမှမှတ်သွားပေးကြပါဦး